။ One Channel ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။ One Channel ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောဆန်းနေတဲ့လမ်းစဉ်ရတရားတွေကိုထုတ်လွှင့်ပေးလည်ရှိပါရယ်။ကျွန်တော်တို့ဘာမင်းသိင်္ဂါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါရယ်။ဒီတစ်ပတ်မလ26ရက်ကနေပြီးတော့ April 1ရက်နေ့အထိအင်္ဂါနေ့မွေးဖွားသူများအင်္ဂါသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးသွားမှာဖြစ်ပါရယ်။အဲ့တော့ဒီဘက်တာတွဲမှာတော့အင်္ဂါနေ့မွေးဖွားသူတွေဟာကိုယ့်ရဲ့ချစ်ခင်မှုမေတ္တာတွေကျွန်တော်တို့ပြည့်နှက်နေတဲ့ရက်တွေဖြစ်တယ်။ကိုယ့်ရဲ့မေတ္တာတရားတွေကျွန်တော်တို့ညှိနှိုင်းနေတဲ့ရက်တွေဖြစ်တယ်လို့ဆိုရမယ့်ရက်တွေဖြစ်ပါရယ်။ ဲ့တော့ဒီရက်တွေအတွင်းမှာပဲကျွန်တော်တို့မိသားစုနဲ့ကိုဘွားကိုကျွန်တော်တို့အောင်အောင်မြင်မြင်လေးထိနေနေနေနဲ့စောင့်ရှောက်သွားနိုင်တယ်ကျွန်တော်တို့ရက်တွေကိုကိုကျိုးကိုကိုကျိုးစီးဘွားကိုလည်းကျွန်တော်တို့တိုးတက်အောင်မြင်အောင်ကျွန်တော်တို့မရရတဲ့အချိန်လေးကိုယူပြီးမဖြစ်ဖြစ်အောင်ဆောင်ရွက်နိုင်စရှိတဲ့အခြေအနေဆောင်ရွက်မယ်ဆိုလဲကျွန်တော်တို့အောင်မြင်တဲ့အခြေအနေဖြစ်တယ်ဆောင်ရွက်နိုင်စရှိတဲ့ပါဝါတွေကျွန်တော်တို့ရှိနေတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ဒီလိုရမျိုးတွေမှာတော့ အင်္ဂါနေ့မွေးဖွားသူတွေကလုပ်ငန်းစည်းဝါးတွေကျွန်တော်တို့ဆမလားတခုတွေအလုပ်တွေရှောင်းမလားတခုတွေအလုပ်လုပ်မလားကျွန်တော်လုပ်ငန်းစည်းဝါးတွေတိုးချဲ့မလားအရေးကြီးတဲ့ကိစ္စတွေစတင်ပြုမှုပြောဆိုလုပ်ကင်ဆုံးဖြတ်အဲတွားလာမလားဆိုလဲကျွန်တော်တို့တွားလာမယ်ဆိုရင်လုပ်လို့ရတယ်အဲပြုမှုမယ်ဆိုရင်ကျွန်တော်ပြုမှုဆောင်ရွက်လို့ရတယ်ရက်တွေဖြစ်တယ်အဲ့ဒါမျိုးပြုမှုဆောင်ရွက်မယ်ဆိုရင်ကျွန်တော်တို့အောင်မြင်မဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ဒီလိုရံမျိုးတွေမှာတော့အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ကံကောင်းနေတဲ့အခြေအနေကိုကျွန်တော်တို့ရောက်နေတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေအတွင်းမှာပဲအင်္ဂါနေ့မွေးဖွားသူတွေဟာ ျွန်တော်ဘာတွေနဲ့ပတ်သက်ရင်အကျိုးရှိလဲဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်ကောင်းလဲဆိုတော့ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဲစားတောက်ကုန်စားတောက်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစတိုးဆိုင်နဲ့ကျွန်တော်ပတ်သက်တဲ့ကိစ္စမျိုးတွေအရေးကြီးစားရွက်စားတန်းစားလုပ်စားတန်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆက်တူဆက်ဖက်ကိစ္စမျိုးတွေအမေတို့အမွေတို့ဖုန်းတို့နဲ့ပတ်သက်တဲ့ကိစ္စတွေအမွေတို့ပစ္စည်းမျိုးတွေကျွန်တော်မိုးလုံငန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပညာရှင်ပုံစံမျိုးတွေကျွန်တော်လုပ်ရမယ့်ကိစ္စမျိုးတွေဝယ်ယုံဝယ်စားပုံစံနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာထူးထူးခြားခြားကျွန်တော်အောင်မြင်အစီအပြေတဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်အောင်မြင်ဆင်ပြေပြီးဘယ်လုပ်ငန်းဘယ်ကိစ္စအနေနဲ့ပတ်သက်ရင်တော့တတိထားပြီးကျွန်တော်လောက်ကန်ဆောင်ရွက်တင်လဲဆိုတော့ အဝတ်ထည်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတ်ဆီတို့ဒီဇယ်တို့ဒေါ်လာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေထီတို့ဖက်နက်တို့ဓာတ်ပုံတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတုပိရပစ္စည်းတွေဓာတ်ဓာတုပစ္စည်းတွေကမ်မီကန်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလားကုန်ပစ္စည်းတွေအနုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဝတ်တို့ဝါတို့ရွှေတို့ရေတို့လယ်တို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလက်ဖက်ဆိုင်တို့လက်ဖက်ဆိုလက်ဖက်ချောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာအင်္ဂါနဲ့မွေးဖွားသူတွေဟာတတိထားပြီးကျွန်တော်လောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာအင်္ဂါနေ့မွေးဖွားသူတွေဟာရောင်းကျင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့ဒါမှမဟုတ်တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ခြင်းနဲ့ဆိုရင်ဘာလို့လဲဆိုကျွန်တော်တို့ထန်းလက်တလက်နဲ့ပဲအဲ့တော့ထန်းလက်တထောင်လောက်ဖြတ်မယ်အဲ့ဒီထန်းလက်နဲ့ပဲကျွန်တော်ကိုရောင်းကျင်တဲ့ပစ္စည်းတွေကိုဝယ်မဲ့သူအမြန်လာအမြန်ရောင်းထွက်ဆိုပြီးကျွန်တော်တို့ထိရိုက်ခောက်ပေးမယ်ဆိုရင်ဒီလိုရံမျိုးတွေမှာဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့အင်္ဂါနေ့မွေးဖွားသူတွေဟာအခြေအိမ်တော်ရင်းတဲ့ကိစ္စတွေပတ်သက်ရင်ကျွန်တော်ဝမ်းနာပျော်ရှင်ရမယ့်ရက်တွေဖြစ်ပါတယ် အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဗာတိထားရလဲဆိုတော့ဒူးနဲ့ပတ်သက်တာကျွန်တော်နားနဲ့ပတ်သက်တာလေးတွေသတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေအတွင်းမှာတော့အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေအဲ့တော့ခန်းနံပါတ်တွေတစ်ခုရွေးချယ်မယ်လို့တစ်ခုအသုံးပြုမယ်လို့ဆိုရင်အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဟာ2 3 5 8ဆိုတဲ့ခန်းနံပါတ်တွေဟာဒီလိုရံမျိုးတွေမှာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်။ အဲ့တော့ဒီရက်တွေတွင်မှာပဲအင်္ဂါနေ့မွေးဖွားသူတွေဟာကျွန်တော်ထူးထူးခြားခြားကိစ္စတွေအောင်မြင်အစီအမံလို့ပဲဖြစ်ဖြစ်လှူရင်တန်းကျင်လို့ပဲဖြစ်ဖြစ်အိမ်ဖျားမှာပဲကျွန်တော်တို့မျက်စောဖျားချင်းကိုရောမျက်ကြီးကိုစမူစာ၅ခုလေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာအင်္ဂါနေ့မွေးဖွားသူများအားလုံးကျန်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ